စာနာတွေပြတယ်အာနာလဲထိန်လိုက်ရောစာနာတွေပြတယ်စာနာတွေပြတော့လမ်းမဟုတ်တက်တယ်အာစီမရှိကားမရှိလမ်းနေပိတ်တယ်အများသူငါဝါလာတဲ့လမ်းတွေကိုပိတ်ပြီးတော့မှအလာကားတွေနဲ့ပိတ်နောက်ပြီးတော့ဟိုဟာဘုံကြီးဘုံတွေကအာထမိန်ဘုံတွေအာကောင်းငင်ကနေလှုပ်အာလူယုံမာတွေဦးဇင်းတို့ပြည်သူပြည်သားတွေဟာမိမိတို့ရဲ့အာနာကိုမတရားသိမ့်ပဲခံရလို့ငင်းငင်းချမ်းချမ်းနဲ့ပြန်လဲပြီးတော့မှတောင်းဆိုကြတဲ့အချိန်ဖြစ်ပါတယ် ဒီတော့ဆိုမှုတွေကိုဒီဖုန်ကြီးကမလိုလားတဲ့အတွက် တိုင်းသူပြည်သားတွေအားလုံးကိုလူယုံမာလို့ဆွဆွဲလိုက်ခြင်းပဲဖြစ်ပါတယ်အားလုံးပဲတော်လန်တော်နေသစ်ပါရဟန်းဆိုတာဘာလဲဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဦးဇင်းတို့ဒီတစ်ပတ်မှာအပိုင်း6ကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်း6မှာတန်ခစံတန်ဘူးကိုကျက်သေးကညာယပရိပန်တော်ဘဂဝါတော်တာဝကတန်ကိုဆိုတဲ့အပိုင်းကိုဦးဇင်းတို့ ဆင်းရဲသွားကြမှာပဲဖြစ်ပါတယ်။ညာယပရိပန်သောဘဂဝါသောတဝကတန်ကိုဆိုတာကနိဗ္ဗာန်အလို့ငါကျင့်ခြင်းလို့အဓိပ္ပာယ်ရတာပဲဖြစ်ပါတယ်။မြတ်ဗုဒ္ဓတဝကယဟန်မှန်ရင်ဒီစံတန်ဘုကိုကျက်နဲ့အညီကျင့်သုံးကြမှာပါ။ဆိုတော့ရှင်းမသောပရိပန်သောဘဂဝါသောတဝကတန်ကိုဥသောပရိပန်သောဘဂဝါသောတဝကတန်ကိုအပိုင်းတွေကိုဥစဉ်ဆွနစ်ခဲ့ပါပြီ။ယဟန်နေသည်နိဗ္ဗာန်အလို့ငါကျင့်ကြရမယ်။ ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဥသနုတ္တရီဟာ နိဗ္ဗာန်ဆိုတာကဘာလဲဆိုတာကိုသိထားဖို့တော့လိုအပ်ပါတယ်ဥသနုဘုရားဘာသာဝင်တွေရဲ့အဓိကပန်းတိုင်ကဘာလဲလို့မေးရင်နိဗ္ဗာန်ဟာအဓိကပန်းတိုင်လို့ဆိုကြပါတယ်ဒါဆိုလို့ရှိရင်ဥသနုဘုရားဘာသာဝင်တွေနိဗ္ဗာန်ရဲ့အကြောင်းနိဗ္ဗာန်ဆိုတာကဘလို့အရာလဲဆိုတာကိုတကယ်ကွဲကွဲပြားပြားသိပြီလားလို့ဥသင်ကမေးခွန်းပြန်ထုတ်ချင်ပါတယ် ဒီသေးချာပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်ဦးဇင်းတို့လေးလာစမ်းသိပြီတော့ပေါ့နိဗ္ဗာန်ဆိုတာဘာလဲဆိုတာကိုဦးဇင်းတို့ယဟန်တွေကလည်းပဲရှင်းရှင်းလင်းလင်းဟောကြားထားတာကိုလည်းသိပြီတော့မတွေ့ရပါဘူးတရားဓမ္မတွေလည်းပဲနိဗ္ဗာန်ဆိုတာဘလို့အရာလဲဆိုတာကိုလည်းရှင်းရှင်းလင်းလင်းတိတိပပသိတဲ့သူလည်းမရှိပါဘူးနိဗ္ဗာန်ဆိုတာကိုယ်နဲ့မဆိုင်တဲ့အရာမျိုးကြီး နိဗ္ဗာန်ဆိုတာကွယ်လွန်ပြီးနောက်ဘဝတွေမှာခံစားရမယ့်အရာမျိုးကြီးအနေနဲ့အလုံးကမြင်သိထားကြတာပဲဖြစ်ပါတယ်။ဒါကြောင့်လဲနိဗ္ဗာန်ကိုအမျိုးမျိုးတွေဖွင့်ကြတယ်။နိဗ္ဗာန်ကိုတကယ်ယုံကြည်မှုတွေနဲလာကြတယ်။ဒီတော့နိဗ္ဗာန်ဆိုတာကဘလို့အရာလဲဆိုတာကိုကွက်ကွက်ပြပြသိအောင်ဦးဇင်းတို့တွေအားထုတ်ကြရမှာပဲဖြစ်ပါတယ်။နိဗ္ဗာန်ဆိုတာကနိဝါဏဆိုတဲ့ပါဠိပုဒ်ကနေ ဦးသိန်းတို့နိဗ္ဗာန်ဆိုပြီးတော့မှဖြစ်လာတာဖြစ်ပါတယ်ဒါကိုနိဗ္ဗာန်လို့ခေါ်တာဖြစ်ပါတယ်ပြီးတော့ဝါနာဆိုတာကကိလေသာအပူကိုခေါ်တာပါနိဆိုတာကကင်းစိတ်နေတာမရှိတာစိတ်သုံးနေတာကိုနိလို့ခေါ်ပါတယ်ပြီးတော့နိဝါနနိဗ္ဗာန်နိဗ္ဗာန်ဆိုတာကကိလေသာအပူမီးတွေငြိမ့်နေတာကိုနိဗ္ဗာန်လို့ခေါ်ဆိုတာပဲဖြစ်ပါတယ်ဒါရှင်းရှင်းလင်းလင်းလေးပါ နိဗ္ဗာန်ကိုဒီလိုလေးနားလည်လိုက်တယ်ဆိုလို့ရှိရင်ဦးဇင်းတို့နိဗ္ဗာန်ဟာဘလို့ပုံစံလဲဘလို့ခံစားရတာလဲဆိုတာကိုတဖြည်းဖြည်းနဲ့သိလာပါလိမ့်မယ်အခုတော့နိဗ္ဗာန်ဆိုတာကဟိုးဘုံကြီးတပုံကောင်းငင်အထက်မှာရှိသလိုလိုဒီလိုတွေဝေဝေဝါးဝါးတွေဟောကြားကြတဲ့အခါမှာနိဗ္ဗာန်ကိုယုံကြည်မှုတွေနည်းလာကြပါတယ်နိဗ္ဗာန်ရဲ့အရာသာနိဗ္ဗာန်ရဲ့အနှစ်သာရကိုလက်ရှိပြည့်စုံပံဘဝမှာ ခံစားလို့မရဘူးဆိုတဲ့ပုံစံမျိုးတွေအဘိဓမ္မာတွေတက်ရောက်သွားကြတာဖြစ်ပါတယ်ဒီတော့နိဗ္ဗာန်ရဲ့သဘောတရားလေးကိုကောင်းကောင်းလေးနားလည်လိုက်မယ်ဆိုလို့ရှိရင်သောသောကအသိရှင်းပြခဲ့တဲ့ကိလေသာကင်းစိတ်နေတာ အပူကင်းနေတာကိုနိဗ္ဗာန်လို့သိလိုက်ရင်ဒီပစ္စုပန်ဘဝမှာနိဗ္ဗာန်ရဲ့အရာဒါနိဗ္ဗာန်ရဲ့နှစ်သာရကိုခံစားလို့ရတယ်ဆိုတာကိုအလုံးသဘောပေါက်လာကြမှာပဲဖြစ်ပါတယ်ဒီလောဘကိုအခြေခံပြီးတော့မှပြုလုပ်သူ လောဘကိုအခြေခံပြီးတော့ပြောဆိုသူ လောဘကိုအခြေခံပြီးတော့ကြံစည်သူတွေကြောင့်ဒီအပူမီးတွေပေါက်ဖွားလာခြင်းပဲဖြစ်ပါတယ်မိမိကိုယ်၌ကလောဘကိုအခြေခံပြီးတော့မှလှုပ်လှုပ်တယ်လောဘကိုအခြေခံပြီးတော့မှပြောဆိုတယ်လောဘကိုအခြေခံပြီးတော့မှကြံစည်တယ်ဆိုလို့ရှိရင်မိမိကိုယ်တိုင်ပူလောင်ရပါလိမ့်မယ်မိမိကိုယ်တိုင်ပူလောင်ရုံနဲ့မကဘဲနဲ့သူတစ်ပါးတွေပါမိမိရဲ့ပတ်ဝန်းကျင်တွေပါပူလောင်လာတာပဲဖြစ်ပါတယ် ဥပမာဆိုရမယ်ဆိုလို့ရှိရင်တမ်းပြာနာနဲ့မထိုက်တန်နဲ့မင်းအွန်လိုင်းလိုပုံကိုရဲ့လောဘကြောင့်တမ်းပြာနာကိုမရမကလိုရင်တဲ့အခါမှာသူ့မှာရှိတဲ့အင်အားတွေကိုချပြီးတော့မှတုံးလာတာဖြစ်ပါတယ်လက်နဲ့တွေတုံးလာတယ်လူသူတွေတုံးလာတယ်ငွေကြေးတွေတုံးလာတယ်ဒီလိုတုံးလာတဲ့အခါမှာဦးသိန်းတို့ပြည်သူတွေကိုအပူမီးတွေကူးဆက်လာတာပဲဖြစ်ပါတယ်မင်းအွန်လိုင်းရဲ့လောဘကြောင့် မင်းအွန်လိုင်းရဲ့ပဝင်းရှင်ဖြစ်တဲ့မင်းအွန်လိုင်းရဲ့နောက်လိုက်နောက်ပါတွေဖြစ်တဲ့မင်းအွန်လိုင်းသေဆိုသေးမင်းအွန်လိုင်းနေဆိုနေဆိုတဲ့သူတွေအင်အားတွေကြီးရင်ကြီးလာသလိုအပူမီးဟာပုံမပုံမပြီးပြန့်လာတာဖြစ်ပါတယ်တကယ်ဆိုလို့ရှင်အပူဆိုတာကတော့ငရဲပါပဲနိရယအပူငရဲဒါပါပဲဆိုတော့ဒီလို အပူတွေရောက်လာခြင်းဒီလူငရဲကို ခံစားနေရတာချင်းအတူတူပါပဲဒါကဦးသိန်းအထူးပြောစရာမလိုပါဘူးဒီနေ့ဒီအချိန်မျက်မှောက်ခင်မှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေပြည်သူတွေခံစားနေရတဲ့ခံစားမှုတွေကိုကြည်ချင်းအားဖြင့်ဦးသိန်းတို့တိုင်းပြည်ဘလောက်ထိပူလောင်နေပြီလဲဆိုတာသိကြရမှာပဲဖြစ်ပါတယ်ဦးသိန်းတို့တိုင်းပြည်ပူလောင်မှုတွေငြိမ့်သွားမှဦးသိန်းတို့ရဲ့တိုင်းပြည်ဟာနိဗ္ဗာန်ပုံအဖြစ်နဲ့ဖန်တီးလို့ရမှာဖြစ်ပါတယ်နိဗ္ဗာန်သည်ရှိနေတဲ့အရာမဟုတ်ပါဘူးနိဗ္ဗာန်ဟာမိမိတို့ကိုယ်တိုင်ဖန်တီးမှ ဖြစ်ပေါ်လာတဲ့အဖြစ်တရားပဲဖြစ်ပါတယ်အရှိတရားမဟုတ်ပါဘူးဒါကြောင့်မိမိတို့ရဲ့နှလုံးသားထဲမှာနိဗ္ဗာန်ဓာတ်ကိန်းဟုတ်အောင်မိမိတို့ကိုယ်တိုင်ပဲလောဘကိလေသာကိုပယ်တတ်ကြရမှာပဲဖြစ်ပါတယ်ဒီလောဘကိလေသာလောဘအခြေပြုလိုက်တဲ့ကိလေသာဒီကိလေသာကိုပဲသမှုရိယသစ္စာလို့ဘုရားကသစ္စာဖွဲ့ပါတယ်ဆိုတော့ဒီသမှုရိယသစ္စာကြောင့်အပူမီးတွေ လောင်ကျွမ်းလာတဲ့ဒီအပူမီးတွေရဲ့တက်ရောက်မှုတွေကြောင့်ဦးသိန်းတို့ပြည်သူတွေဟာတောကပိတိဝဒုက္ခဒေါမနတဥပယာတဆိုတဲ့ဒုက္ခတွေခံစားလာရခြင်းပဲဖြစ်ပါတယ်ဒီလိုဒုက္ခတွေခံစားလာရခြင်းဒီဒုက္ခတွေဟာငါတို့ဒုက္ခအစစ်မှန်ပါလားလို့သိလာခြင်းကိုဒုက္ခသစ္စာလို့ခေါ်ပါတယ် ီတော့ဒီလောကသစ္စာကိုဖန်တီးသူဒီဘသူကဖန်တီးတယ်လဲသမှုရိယသစ္စာလောဘကဖန်တီးတာပဲဖြစ်ပါတယ်တဏှာကဖန်တီးတာပဲဖြစ်ပါတယ်စွဲလန်းမှုကဖန်တီးတာဖြစ်ပါတယ်ဒီတော့ဒီလောဘကိလေသာကိုပယ်တက်လိုက်မယ်ဆိုလို့ရှိရင်ဦးသိန်းတို့တွေဒဂိုင်းဒဂမာကြီးတို့ရဲ့တွေနှလုံးသားတွေထဲမှာငြိမ့်သွားတယ်အပူတွေငြိမ့်သွားတယ်ဒီအပူငြိမ့်ခြင်းကိုနိရောဓသစ္စာနိဗ္ဗာန်လို့ခေါ်တာဖြစ်ပါတယ်ဒါကြောင့်လောဘကိလေသာကိုပယ်ဖို့အတွက်မြတ်ဗုဒ္ဓကမဂ်ကြီးရဲ့အကျင့်မြတ်ကိုလမ်းခင်းခဲ့တာပါ ဒီနေရာမှာဦးသိန်းကမက်ကင်ရှိရခြင်းမြတ်ကိုအဓိကထားပြောလိုခြင်းမဟုတ်ပါဘူး။ယဟန်တွေရဲ့စံတန်ဘိုးဖြစ်တဲ့ညာရောက်ပြိပန်တော်ဘဂဝါတော်တာဝကတန်ခေါ်ဆိုတဲ့နိဗ္ဗာန်လို့ငါချင့်ရမယ်ဆိုတဲ့စံတန်ဘိုးတစ်ခုကိုပြောကျင်တာဖြစ်ပါတယ်။ဆိုတော့ဦးသိန်းတို့ယဟန်တန်ဃာတွေဟာမိမိကိုယ်တိုင်ကိလေသာအပူမီငြိမ်းအောင်ပြုကျင့်ရပါမယ်။ပြောဆိုရပါမယ်။ကြံစီရပါမယ်။မိမိပဝင်းခြင်းမိမိတရားဒဂမတွေမိမိရဲ့တိုင်းပြည် ောဒီကဘာကြီးတစ်ခုလုံးငြိမ်းချမ်းအောင်နိဗ္ဗာန်ဘုံကိုတည်ဆောက်နိုင်အောင်ဘုသူတို့တွေကြင့်ကြံကြရမှာပဲဖြစ်ပါတယ်ဆိုတော့ဒါဆိုလို့ရှိရင်ဒီနေ့ဥသူတို့နိုင်ငံမငြိမ်းချမ်းအောင်ဘုသူတို့နိုင်ငံကိုပူလောင်အောင်ဘသူတွေကဖန်တီးနေတာလဲဆိုလို့ရှိရင်စောစောကဘုသူတို့ပြောခဲ့တဲ့မင်းအောင်လှန်ရဲ့လောဘအပူကိလေသာကြောင့်သူကိုယ်တိုင်လောင်ကျွမ်းရတယ်လို့ဘုသူတို့တိုင်းပြည်လည်းလောင်ကျွမ်းလာရတာပဲဖြစ်ပါတယ် ဒါဟာနိဗ္ဗာန်ကိုပြောက်အောင်ငရဲဘုံကို ရောက်အောင်ပြောမယ်ဆိုလို့ရှိရင်ငြိမ်းချမ်းမှုတွေပြောက်အောင်ပူလောင်မှုတွေရောက်အောင်ဖန်တီးနေတဲ့အဓိကတရားခံဟာမင်းအွန်လိုင်းနဲ့တကွဖက်စစ်စစ်တပ်မရင်းတပ်ဖြစ်တယ်ဆိုတာဦးဇင်းတို့တွေတိတိပပဒါနှလုံးပိုက်ထားရမှာပဲဖြစ်ပါတယ်ဒီတော့တချို့တချို့သောယဟန်တွေယဟန်လိုမြေခံထားတဲ့သူတွေဟာဒီနိဗ္ဗာန်အကျိုးငါကျင့်ရလား နော်ညာယပြိဋ္ဌာန်ကိုနဲ့ညီရလားဆိုတာကိုသူတို့ဗိုလ်ရဖိုင်လေးတစ်ခုနဲ့အတူလစ်လာသုံးသပ်ကြပါမယ်လူယုံမာဆိုတာဘလို့ဟာကို ပြောတာလဲသိပြရစေတဲ့နော်အဲ့တော့ဘုံဘွားလူယုံမာတွေကိုဟိုးအစနေပြီးတော့ယုံမာခဲ့တာကိုပြောရမှာလားအခုမှယုံမာတာကိုပြောရမှာလားပြောမဲ့အတူတူကတော့မထူးဘူးလေနော်ယုံမာတာကတော့ယုံမာ ဘုံဘုံတို့မကြိုက်တာနိုင်ငံပေါ်ရုပ်မာတာဘာသာသာသနာပေါ်ရုပ်မာတာပေါ့နော်ဒါတွေကလူရုပ်မာတွေကြီးပဲပေါ့အလုံးကဘုရားနေစားကြရလဲဆိုနိုင်ငံသားသား60ကျော်ခေါ်ယူပြီးတော့မှမြန်မာနိုင်ငံကြီးကိုသူ့ကြုံအောင်သူများကြုံအောင်ထိုးသွင်းခဲ့တာလူရုပ်မာအာနဲ့နမနဲ့ဘာလဲဆိုရင်ဘာဘာသာအလိုရှိဆိုတာကိုအလုံးသိပါလေဘာငါတွေကိုအသင်ကွဲအောင်သိဝန်းတွေကွဲအောင်ဟလာလောက်ခဲ့တာအဲ့ဒါ လူယုံမှာနောက်တစ်ခါမဲရီခိုးခဲ့တာတောကျိုးချုံညာတိနော်ဆရာဆရာမတွေရောအကုန်လုံးဟလာတောကျိုးချုံညာတိလိုက်ပြီးတော့မှမဲခိုးဖို့အကြံဉာဏ်တွေပေးခဲ့တာအာလူယုံမှာလေမဲရီခိုးပြီးရဲ့အပြင်ကိုနောက်ထပ်မဲခိုးလာကိုညှိနှိုင်းဖို့ဆိုခေါ်တာအာနာသိမ့်အောင်အာနာထိမ့်အောင်ဆိုပြီးတော့မှအမင်းယုတ်မာပြီးတော့မှမလိုက်ခဲ့တာအစည်းအဝေးတွေမတက်ခဲ့တာညှိနှိုင်းမှုမလုပ်ခဲ့တာရလူယုတ်မာတွေအာနေပြီးတော့မှ စာနာတွေပြတယ်အာနာလဲထိန်လိုက်ရောစာနာတွေပြတယ်စာနာတွေပြတော့လမ်းမဟုတ်တက်တယ်အာစီမရှိကမ်းမရှိလမ်းတွေပိတ်တယ်အများသူငါဝါလာတဲ့လမ်းတွေကိုပိတ်ပြီးတော့မှအလာကားတွေနဲ့ပိတ်နောက်ပြီးတော့ဟိုဟာဘုံကြီးဘုံတွေကအာထမိန်ဘုံတွေအာကောင်းငင်ကနေလှုပ်အာလူယုံမာတွေနော်တန်ပြည့်ရဲ့အာနာကို မတရားရယူခံခဲ့ရလို့ဦးဇင်းတို့ပြည်သူတွေဟာလက်နက်မပါဘဲနဲ့ လက်သုံးကြောင်းထောင်ပြီးတော့မှငင်းငင်းချမ်းချမ်းတောက်ဆူခဲ့ကြတာတတိုင်းပြည်လုံးပါဒီတော့ဒီဖုန်ကြီးပြော့ပုံအရဆိုလို့ရှိရင်ဦးစင်းတို့တတိုင်းပြည်လုံးမှာရှိနေတဲ့ပြည်သူတွေကလူယုံပါတွေလို့အတိတ်ပဲကိုတက်ရောက်နေတာဖြစ်ပါတယ်ဦးစင်းတို့ပြည်သူပြည်သားတွေဟာမိမိတို့ရဲ့အာဏာကိုမတရားသိမ်းပိုက်ခံရလို့ငင်းငင်းချမ်းချမ်းနဲ့ပြန်လည်ပြီးတော့မှတောက်ဆူကြတဲ့အချိန်ဖြစ်ပါတယ် ဒီတောင်းဆိုမှုတွေကိုဒီဖုန်ကြီးကမလိုလားတဲ့အတွက်တိုင်းတိုင်းသူပြည်သားတွေအားလုံးကို လူယုံမာလို့စွဆွဲလိုက်ခြင်းပဲဖြစ်ပါတယ်လူယုံမာရနော်အားနေအဲ့လူလားရန်နေအဲ့လိုရန်နေဟိုတင်ပြူပြီးတောခိုတယ်ဆိုပြီးတော့ဒါခွင်းလို့လို့ရတယ်တော့ခိုးရဲဆိုတာဒါခွင့်လွတ်လို့ရတယ်ရဲ့မင်းအွန်လိုင်းကို တိုက်ဖို့ဆိုပြီးတော့သူတို့တွဲခုကြတာเนาะမင်းအွန်လိုင်းကိုမတိုက်ဘူးဗျာပြီးသူအချင်းချင်းပြန်တတ်တာအဲ့ဒါလူယုံမာတွေနောက်ဘုံကြီးတွေကိုတတ်တာသူယုံမာတွေ ခုံကြီးတွေကိုဘသူတတ်တယ်လဲ။ရဟန်းတန်ကားတွေကိုဘသူတတ်တယ်လဲ။ဒါကိုပြန်ပြီးတော့ဦးဇင်းတို့ကြည့်ပါ။ဖုန်းတော်ကြီးကျောင်းတွေဘုံကျဲတာဘသူတွေကဘုံကျဲနေတာလဲ။ဒါတွေကိုကြည့်ပါ။နော်။ဝင်းနေမိတာယုံစေတော်ကြီးကိုပြစ်ခတ်တိုက်ခိုက်တာဘသူတွေလဲ။ဦးဇင်းတို့ရဟန်းတန်ကားတွေကိုဘာအပြစ်မှမလုပ်ဘဲနဲ့ထောင်ထဲမှာအကျဉ်းချထားတာဘသူတွေလဲ။ဒါတွေကိုပြန်ပြီးတော့မှကြည့်ရမှာပဲဖြစ်ပါတယ်။ နောက်ဝင်းမင်းဝင်းနေမိသားယုံဆရာတော်ကြီးတွေမကဘူးဟိုမရယာကဆရာတော်တပားလည်းပဲဒီဖက်သစ်သစ်တော်မရိတ်တက်ကပဲတပ်ဖြတ်ခဲ့တယ်လို့သူတို့မန္တလေးကပြည်ကြီးဒဂွန်ကဆရာတော်တပားလည်းပဲဒီတိုင်းပြစ်ခတ်တပ်ဖြတ်ခဲ့တာပါပဲနောက်တစ်ခုကဦးသင်တို့လင်္ကာကျဲဘယ်ရောက်နေမှမသိဘူးခုချိန်အထိတေသရာရှင်သလားဦးသင်တို့တို့တွေတရေမရဘူးဓာရီရဘသူတွေကကျွလုံခဲ့တာလဲနောက်မြင်းညံကဆရာတော်တပားအပါဝင် ရဟတ်တန်ကားပြီးစစ်မိတ်္တာစစ်ဘလူးကတတ်ဖြတ်ခဲ့လို့အများကြီးတည်ကြည်ပြည့်စည်ခဲ့ရပါတယ်။နောက်ဆုံးဦးသိန်းတို့ရဲ့တစဲနယ်မှာလည်းပဲဒါရဟန်းငယ်တစ်ပါးကိုမတရားဖမ်းဆီးပြီးတော့မှ PDF တွေဘယ်မှာရှိလဲဆိုပြီးတော့ညှဉ်းပန်းနှိပ်စက်ပြီးတော့မျက်နာတွေခြေသလုံးတွေဓာတ်တွေနဲ့ရရက်သက်သက်မှုန်းနေတာလေဒီစစ်မိတ်္တာစစ်ဘလူးတွေပါပဲ။ဒါကြောင့်ဘသူတွေကရုံမာနေတာလဲဆိုတာကိုအလုံးပြည်သူတွေအသိပဲဖြစ်ပါလိမ့်မယ်။ တော့ပါလေဆိုးဆုံးလူဥမ္မာဆိုးဆုံးကပါလေဆိုလို့ရှိရင်အာဟိုသူတို့စခန်းချတဲ့နေရာတွေကိုကြည့်လိုက်စေယုံစေကန်းဘုံကြီးကြောင်းစာသင်ကြောင်းအာအဲ့ရမျိုးတွေကိုရှားတာနောက်ပြောစစ်တပ်ကဘုံကျဲရောဖရားတွေပြက်ရောဘုံကြောင်းတွေပြက်ရောဗျစေယုံစေကန်းတွေဖုံတော်ကြီးကြောင်းတွေစာသင်ကြောင်းတွေစခန်းချတယ်ဆိုတာဘယ်သူတွေကစခန်းချနေတာလဲဒါပြန်ကြည့်ပါ ဦးဇင်းတို့လက်တွေ့ပြောမယ်ဆိုလို့ရှင်တော့ဦးဇင်းတို့ရွာကိုစစ်ကြောင်းလာထိုးတော့ကတော့ဒီရဲ့ဖက်သစ်စစ်တပ်မရင်းတပ်ကိုဥဆောင်လာတဲ့ဗိုလ်မှုတွေဗိုလ်ချုပ်တွေအဲ့ဒီစစ်တပ်တွေဟာစစ်ကြောင်းမှုတွေဟာဦးဇင်းတို့ရဲ့ကြောင်းထဲမှာပဲဖိုးကြီးတော်ကြီးကြောင်းထဲမှာပဲစခန်းချခဲ့တာပါဘယ်ရွာကိုပဲသွားလဲသွားလဲဖိုးကြီးကြောင်းနေထဲမှာပဲစခန်းချခဲ့တာပါပြည်ထရေးရဲဘော်တွေစခန်းချတယ်ဆိုတာမကြောက်ဘူးပါဘူးနောက်တိုက်ပွဲတွေဖြစ်ကြတဲ့အခါဗိုလ်ရိုဖိုင်နေအလုံး ကြည်ဘူးကြမှာပါပဲဟိုတော်ကြီးကျောင်းထဲမှာစကန်းချလို့မို့တော်လိုင်းရဲဘော်တွေကလက်နဲ့ချဖို့အလံပြူထောင်ဖို့လက်အော်ဟစ်ပြီးတော့မှတောင်းဆိုနေကြတာတွေပြောဆိုနေကြတာတွေလည်းအလုံးတွေ့ကြမှာပဲဖြစ်ပါတယ်ဒါကိုငပလံပြောင်းမြန်ခတ်ပြီးတော့မှဒီဖုန်းကြီးက PDF ရဲဘော်တွေကပဲစကန်းချတဲ့ရောင်ရောင်နဲ့ဒါဂျင်းထက်နေတာပဲဖြစ်ပါတယ်အဲ့ဒါအယုံမာဆုံးပဲ ဟလာရုပ်မာတကာရုပ်မာတယ်နောက်ပြီးရွာတွေတည်းမဲ့သူတို့ကစစ်တိုက်ရဲ့ရွာပြည်သူတွေသေးအပြည်သူတွေရှိရပြပိုင်ဆိုင်တဲ့ပစ္စည်းတွေယူအဲ့ဒါမျိုးတွေပြီးပြည်သူတွေရှိရဓမြတိုက်တာလည်းစိုးတယ်ဗျာအဲ့ဒါလူရုပ်မာတွေကြီးရဒါဟာစစ်မိတ်သာစစ်ဘလူဖက်စစ်စစ်တပ်မရင်းတပ်ရဲ့ကြံရပါဘုန်းကြီးတပားရဲ့ပြောဆိုချက်ပဲဖြစ်ပါတယ်ဒါတော့ဓမ္မကိုအဓမ္မလို့ပြောနေတာဖြစ်ပါတယ် အဓမ္မကိုဓမ္မလို့ပြောနေတာ ဖြစ်ပါတယ်။ဒီနေ့ဖက်သစ်စစ်တပ်မရင်တပ်ရဲ့အပြောအဆိုအလို့အကိုင်းအကြံအစီတွေဟာဓမ္မဖြစ်သလားအဓမ္မဖြစ်သလားဆိုတာကလေးကိုသွားမေးရင်တော့မှသိပါတယ်။ဒီဖုန်းကြီးတွေမသိဘူးဆိုတာကတော့မဖြစ်နိုင်ပါဘူး။သူပြောနေတဲ့ပြောဆိုချက်တွေဟာအလုံးစိမိတ်စာစစ်ဘလူးဖက်သစ်စစ်တပ်မရင်တပ်မင်းအွန်လိုင်းတက်ကကျူးလွန်ခဲ့တဲ့ဟာတွေအကြံပြောနေတာဖြစ်ပါတယ်။အဲ့ဒါတွေကိုပြည်တဲ့လူငယ်တွေကိုတော်လိုင်းရဲဘော်တွေကိုဓမ္မသူရဲကောင်းတွေကို လွှဲချနေတာပဲဖြစ်ပါတယ်ဝင်းနေမိတာရုံဆရာတော်ကြီးပြစ်ခတ်တပ်ဖြတ်ခံရတဲ့တို့ကလည်းအားလုံးသိတဲ့အတိုင်းပဲ PDF ကိုလွှဲချခဲ့တာပါဒါကိုကန်သုံးတဲ့ဆရာတော်ကြီးကအမှန်တိုင်းထုတ်ဖော်ခဲ့လို့သာလေပြည်သူတွေအမှန်တိုင်းသိရတာဖြစ်ပါတယ်ဒီတော့စစ်မိတ်သားစစ်ဘလူးရဲ့စစ်ကြုံဖုန်ကြီးတွေကတော့တပုံစံနဲ့တစိုက်တည်းထွက်လာတာပဲဖြစ်ပါတယ်လေတံတတန်နဲ့ထွက်လာတာဖြစ်ပါတယ်ဇော်ဘုံဟိန်းတို့လို့ ဒသင်ဦးတို့လိုအစရှိတဲ့စစ်ဘောမတွေရဲ့အတံမျိုးနယ်ပဲအတူတူထွက်လာတာဖြစ်ပါတယ်ဒီတော့သူ့ရဲ့ပြောကြားချက်ပြောဆိုချက်တွေဟာနိဗ္ဗာန်အကျိုးငါကျင့်တဲ့ကျင့်ဆောင်မှုမျိုးတွေဟုတ်သလားမဟုတ်ဘူးလားเนาะညာယပြိပန်တော့ဘဂဝါတော်တဘကတန်ခေါ်ဆိုတဲ့တန်ကစံတန်ဘိုးနဲ့အညီပြောဆိုနေတာဟုတ်ရလားမဟုတ်ဘူးလားဆိုတာကိုဦးသိန်းတို့ပြည်သူတွေချစ်ချင်ကြားရပါလိမ့်မယ် ဆိုတော့ဦးဇင်းတို့ပြည်သူတွေရဲ့ပတ်ဝန်းကျင်မှာသင်္ကန်းကိုပတ်ထားတဲ့ယဟန်ဆိုသူတွေမြောက်များစွာရှိကြပါလိမ့်မယ်။သင်္ကန်းပတ်ထားတိုင်းယဟန်မမီဘူးဆိုတာဦးဇင်းထထခါကပြောခဲ့ပြီးပါပြီ။ဒီတော့ဘလို့အရာမျိုးတွေနဲ့ပိုင်းဖြတ်ရမလဲဆိုလို့ရှိရင်တန်ကစံတန်ဘူးကိုကျက်နဲ့ပိုင်းဖြတ်ကြရပါလိမ့်မယ်။သူ့ရဲ့အပြောအဆိုအလို့အကိုင်းအကြံအစီဟာဓမ္မနဲ့အညီကြင့်ကြံနေတာဟုတ်ရဲ့လား။ သူ့ရဲ့ယက်တီကျဲဟာဓမ္မအမှန်တရားပေါ်မှာမမမမယက်တီတရားဟုတ်ရဲ့လားဟောသူ့ရဲ့ပြောဆိုချက်တွေကြင်ကြံမှုတွေဟာနိဗ္ဗာန်အကျိုးငါကြင်ကြံနေတာ ဟုတ်ရဲ့လားဆိုတာကိုဦးဇင်းတို့ဒီရဲ့စံတန်ဖို့တွေနဲ့ပိုင်းဖြတ်ကြရပါလိမ့်မယ်ဒါကြောင့်မိမိတို့ပတ်ဝန်းကျင်မှာရှိနေတဲ့ယဟန်ဆိုသူတွေသင်္ကန်းပတ်ထားတဲ့သူတွေကိုတန်ခါစံတန်ဖို့ကိုကျဲနဲ့အညီမှတ်ကြောက်တင်ပြီးတော့မှ မှန်ကန်သောယဟန်တန်ခါတွေစစ်မှန်သောယဟန်တန်ခါတွေကို ုကိုယ်ွယ်နိုင်ကြပါသေးကြောင်းပြောကြရင်လည်းဒီဆွေးနွေးချက်ကိုညီကုန်းကံပါအဆုံးသတ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်